်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိုင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်မှာစစ်တပ်ကလွှတ်တော်တွင်ပါဝင်နေမှုကိုအစဉ်စဉ်ရှော့ချသွားနိုင်မည်ဟုမင်းအောင်လိုင်းပြောပြတဲ့ဆွေးတဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တိုင်းဒေသနဲ့ကိုင်အဖွဲ့များမရှိသည့်အချိန်မှာစစ်တပ်ကလွှတ်တော်တွင်ပါဝင်နေမှုကိုအစဉ်စဉ်လျှော့ချသွားနိုင်ပြီဖြစ်ကြောင်းအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကပြောဆိုပြန်ပါတယ် ရှမန်နစ်ပြည်ဦးလွင်တပ်နှင့်တွင်စစ်တပ်အရာရှိစစ်သည်မိသားစုများနှင့်ဘိုးလောင်းများကိုအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကရှင်းကဲသို့ပြောဆိုခြင်းဖြစ်ပါသည်မင်းအောင်လိုင်ကစစ်တပ်အနေဖြင့်နိုင်ငံ၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခမ်းအနားတွင်ခေအဆက်ဆက်သမိုင်းကြောင်းများအရပါဝင်ခဲ့ရကြောင်း တမိုင်းချောင်းအရာဖြစ်ပေါ်နေသည့်အခြေအနေများအရာစစ်တပ်အနေဖြင့်နိုင်ငံရေးဦးဆောင်မှုအခမ်းအနားတွင်ဆက်လက်ပါဝင်ရအောင်ကြီးဖြစ်ကြောင်းနိုင်ငံတွင်ဒီမိုကရေစီစနစ်များထွန်းကားပြီးတိုင်းဒေသနဲ့ကိုင်အဖွဲ့များမရှိသည့်အချိန်တွင်စစ်တပ်အနေဖြင့်လွှတ်တော်တွင်ပါဝင်နေမှုကိုအစဉ်စင်လျှော့ချသွားနိုင်ပြီဖြစ်ကြောင်းလက်ရှိအချိန်တွင်စစ်တပ်ကနိုင်ငံရေးဦးဆောင်မှုအခမ်းအနားတွင်ပါဝင်နေရခြင်းကြောင့်လုပ်ငန်းများကိုမှန်မှန်ကန်ကန်ဖြင့်စနစ်တကျလုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်းပြောဆိုပါရယ် စစ်တိတ်အဓိကတာဝန်မှာနိုင်ငံတော် ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်ရန်ဖြစ်တော်လဲခေအဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့်အခြေအနေများအရာတီရင်းတောင်းကျမှုနှိမ်နှင်းရေးအခန်းကဏ္ဍတွင်ပါဝင်နေရခြင်းဖြစ်ကြောင်းလက်ရှိနိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့်လက်နက်ကိုင်များကိုတိုက်ဖြတ်ဆောင်ရွက်လျက်ရှိကြောင်းမင်းအောင်လိုင်ကဆက်လက်ပြောဆိုပါရယ်အမျိုးသားညီညွတ်ရေးအစိုးရကမှနိုင်ငံရေးဥတီချက်6ချက်ကိုတောင်းဆိုထားပြီးစစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်နိုင်ငံရေးတွင်ပါဝင်နေခြင်းအားအဆုံးသတ်ရန် လက်နက်ကိုင်တပ်ဖွဲ့များအလုံးဒီမိုကရေစီနီးကျရွေးကောက်တင်မြှောက်ထားသည့်အယက်သားအစိုးရ၏စီမံအုပ်ချုပ်မှုအောင်၌အပြည့်အဝထားရှိရန်၂008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပီးတိုင်ဖျက်သိမ်းရန်နှင့်ရင်းကိုပြန်လည်အသက်သွင်းရန်ဂျိုးပန်းမှုမှတ်သများတိုက်ဖျက်ရန်သက်ဆိုင်သူများအလုံးလက်ခံသောဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကိုအခြေခံသည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းရန်ထပ်ပေါ်လာသောဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအစ်အာတီဆောက်ရန် ပရိပခအတွင်းလိန်နှင့်ကြားမအပေါ်အခြေခံထားသော အကြံဖတ်မှုများအပါအဝင်မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိရေးနှင့်အသွင်ကူပြောင်းရေးကာလတရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်ရန်တောင်းဆိုထားခြင်းဖြစ်ပါတယ်။ဆလပီမိုးကုတ်မိုးမိတ်ဒေသစစ်စစ်ရေးစစ်ဦးစီးအဖွဲ့ဖွဲ့ပြီးအနီးကပ်ကြီးကျက်ကိုကဲနေဟု NUG ကောက်ွယ်ရေးထုတ်ပြန်မိုးကုတ်ဝင်လာတဲ့စစ်တပ်ကိုနောက်ရက်ကစပြီးအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေစစ်ကောင်စီရဲ့အရေးပါတဲ့စကန်ခုံတိမ့်ဖိုက်ထားတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စစ်ကောင်စီဝေရောက်လာတဲ့မိုးကုတ်နဲ့မိုးမိတ်ဒေသမှာစစ်စင်ရေးကိစ္စတွေအတွက်မိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးစေဦးစီအဖွဲ့ဖွဲ့စည်းထားပြီးအနီးကပ်ကြီးကြပ်ကုတ်ကစစ်ကောင်စီရဲ့အရေးပါတဲ့စခန်းခုံးကိုသိမ်းပိုက်ထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကောက်ွယ်ရေးဝန်ကြီးဌာန MOD ကထုတ်ပြန်ပါတယ်။နိုဝင်ဘာလကုန်ပိုင်းမှာမိုးကုတ်နဲ့မိုးမိတ်ကနေတအောင်တက်မတော့ TNL စုခွာသွားပြီးတဲ့နောက်ပိုင်းအဲ့ဒီဒေသတွင်စစ်စင်ရေးအခြေအနေကိုအမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကဒီနေ့တွင်ဖာ6ရက်မှပြည်သူ့ကိုပထမဆုံးအကြိမ်အတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။ PDF စီယုံချုပ်အနေနဲ့မိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေး CUC အဖွဲ့ကိုနိုဝင်ဘာ9ရက်ကစတင်ဖွဲ့စည်းခဲ့တာလို့ဆိုပါတယ်။ PDF တက်တွေပကဖောက်ကိုစူးစီးပြီးတသက်မှတ်သေးသောအမိန်ပေးခုတ်ကဲမှုစနစ်အောက်ကတဆင်စစ်စင်ရေးကိစ္စတွေကိုအနီးကပ်ကြီးကြပ်ခုတ်ကဲလျက်ရှိတယ်လို့ MOD ကထုတ်ပြန်ပါတယ် မိုးကုံမြို့ကိုဖွင့်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်တောင်းတွေကိုနောက်တရက်ဖြစ်တဲ့နိုဝင်ဘာ30ရက်ညနေ6:00နာရီကစပြီးအပြန့်ထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာ30ရက်ကနေဒီနေ့ဒီဇင်ဘာ6ရက်အထိတပတ်တာကာလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း9ချိန်ထပ်မံဖြစ်ခဲ့ပြီးအရေးပါတဲ့စစ်တပ်စခန်းကုန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေမှာမန္တလေးမကွေးနဲ့စကိုင်းတိုင်းက PDF တွေပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရီလေပါဝင်တိုက်ခိုက်နေတယ်လို့သိရပါတယ် မိုးကုတ်မြို့ကိုစစ်ကောင်စီလက်အတွင်းလုံးဝအပမခံဘူးလို့လည်း PDF ရဲဘော်တွေကလူမှုကွန်ရက်မှာရေးသားနေကြပါတယ်။ TNL ကမိုးကုတ်မြို့နဲ့မိုးမိတ်တို့ကနေစုခွာမယ်လို့အော်တိုဘား29ရက်မှာသတင်းထုတ်ပြန်ပြီးနောက်မိုးကုတ်မြို့ကိုကာကွယ်ဖို့ဆိုပြီးမန္တလေးတိုင်းအတွင်းက PDF တပ်ရင်းတွေအပြင်အညာတပ်ရင်းတွေရောက်ရှိလာခဲ့ကြတာပါ။ TNL က၎င်းတို့အနေနဲ့မြို့ကိုစစ်တပ်လက်ထက်မှအမှားဖြစ်ပြီးတော်လရဲအဖွဲ့တွေကိုတနက်မဖောက်ဖို့ပြောခဲ့ပါတယ်။ဒါကြောင့် PDF နဲ့တော်လရဲတပ်တွေကမြို့အပြင်ဘက်ကိုစုခွာခဲ့ကြပါတယ်။ ကြာပေမဲ့နိုဝင်ဘာ30ရက်မှာတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးမနေ့ကတိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။ကြာပြင်မိုးမိတ်မြို့နယ်တွေမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့်ဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်လို့အရက်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့လည်းသတင်းရရှိပါတယ်။ဆက်လက်ပြီးလှေကူးမြို့နယ်ကြံခိုင်ရုံကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ဟုမျိုးပြပြောက်ကြားတက်ပြောတဲ့ဆွေသတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းလှေကူးမြို့နယ်သာသနာ့ရိပ်သာရက်ကွယ်ရန်ကုန်မန္တလေးကာလန်ပေရှိ ို့နယ်ပြည်ထောင်စုကြန့်ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအောင်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟုရန်ကုန်အာမီဝါရီအဖွဲ့တာဝန်ရှိသူကပြောပါရယ်။ဂျမန်နီဒီဇင်ဘာလ6ရက်ည9:35မိနစ်အချိန်ကထိုရုံးအတွင်စစ်ကော်မရှင်တပ်လက်အောက်ခံပြူစောထီခွနဦးခန့်ရှိနေစဉ်ပြင်းအားမြင့်မိုင်းနှလုံးဆွဲကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုပါရယ်။ပြူအဆောက်တွေရှိတဲ့အချိန်စော်လိုက်တာမိုင်းကတော်တော်ပြင်းနေ။ခွေးပြူနဲ့အဆောက်အုံတွေတော့တော်တော်ထိခိုက်သွားဖို့များတယ်။မိုင်းနှလုံးနဲ့တိုက်ခိုက်ခဲ့တာပါ။မိုင်းဆွဲတာဟုဝိုင်အေမှတာဝန်ရှိသူတအူးကပြောပါရယ်။ ထိုတိုက်ခိုက်မှုတွင်စစ်ကော်မရှင်တပ်လက်အောက်ခံဖြူစော်ထီများထိခိုက်မှုရှိမရှိနှင့်အစာဦးပျက်စီးမှုရှိမရှိမသိရသေးတော့လေတိုက်ခိုက်မှုပြီးတဲ့နောက်စစ်ကော်မရှင်တပ်သားများနှင့်ဖြူစော်ထီများကဘေးရွှဲဆိုင်ကဲများဖြင့်လိုက်လံရှာဖွေမှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်တိုက်ခိုက်မှုကိုရန်ကုန်တိုင်းအတွင်းရှိစစ်ရေးပြင်မှတ်များစစ်ကော်မရှင်တပ်အားအထောက်ပံ့ပြုနေသည့်နေရာများအားမကြခဏတိုက်ခိုက်လေရှိသည့်ရန်ကုန်အာမီ YA နှင့်အနောက်ပိုင်းခရိုင်ပကဖားတို့ပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် စစ်ကော်မရှင်ပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲတိုင်းပါဝင်ပတ်သက်သူများစစ်ကော်မရှင်ထောက်တိုင်များကိုလည်းဆက်လက်၍တိုက်ခိုက်သွားမည်ဖြစ်ကြောင်း YAE ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းကလည်းရန်ကုန်တိုင်းအတွင်းရှိရဲစခန်းအုပ်ချုပ်ရေးမှူးချုပ်များပြစ်ခတ်တိုက်ခိုက်ခံရမှု၃ကြိမ်ရှိခဲ့ပြီးထိုအနက်နှစ်ခုကိုရန်ကုန်အာမီ YAE နှင့်အနောက်ပိုင်းခရိုင်ပကဖားတို့ကလုံဆောင်ခဲ့ပါသည်။ထိုပူးပေါင်းအဖွဲ့ကနိုဝင်ဘာလအတွင်းပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုပြစ်မှတ်နေရာများမှာလှေကူးမြို့နယ်ဇယက်ကွင်း ကျေးရွာအုပ်ချုပ်ရေးမှုရုံးနှင့်ရွှေပောက်ကံမြို့တည်အုပ်ချုပ်ရေးမှုရုံးတို့ဖြစ်ပြီးလက်ပြပုံမိုင်းများဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရပါသည်ဆလပီစစ်တပ်ကရွေးကောက်ပွဲစန့်ကျင်ဖို့အာနာရှင်ကြဆုံတဲ့အထိစူပောင်းအားနဲ့ဝိုင်းတော်လံဖို့ TNL ပါဝင်တဲ့တအောင်ပြည်ကောင်စီပြောတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်သူလူထုတရက်လုံးအနေနဲ့တိုင်းသာတော်လံရေးအင်အားစုတွေ၊မျိုးဦးတော်လံရေးအင်အားစုတွေနဲ့အတူအာနာရှင်စနစ်ကိုသတ်ဆိုးရှည်စေတဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့နဲ့စစ်တပ်ပြုတ်ကြပြီးအာနာရှင်ဟူသမျှကြဆုံတဲ့အထိ စီလုံးညီညွတ်တဲ့စူပေါင်းအားနဲ့အာသွန်ခွန်ဆိုင်ဆက်လက်ဝိုင်းဝန်းတော်လှန်ကြရမှာဖြစ်ကြောင်းတအောင်ပြည်ကောင်စီ TSC ကတအောင်နှစ်တစ်ကူကြိုဆိုတဲ့ဂုဏ်ပြုသဝင်လာမှာဖော်ပြချပါရယ်ဒီဇင်ဘာ9ရက်မနက်ဖြန်မှာကြာရောက်မဲ့2839နှစ်ပြည့်တအောင်နှစ်တစ်ကူအခသမယအတွက်တအောင်တက်မတော် BSLF TNLA တအောင်နိုင်ငံရေးပါတီနဲ့တအောင်အရက်ဖက်အဖွဲ့တာဝန်ရှိသူတွေနဲ့စုဖွဲ့ထားတဲ့တအောင်ပြည်ကောင်စီကဂုဏ်ပြုသဝင်လာပေးပို့ခဲ့တာပါ 2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့တွင်ကျရောက်မယ်တောင်နှစ်တစ်ခုမင်္ဂလာအချိန်မှစပြီးစစ်ပေးသဘာဝပြီးမှကင်းဝေးပြီးမိမိတို့ပြည်သူလူထုတရံလောက်အနေဖြင့်ပြည်내အကောင်ရေးမှပြည်တော်စုအကောင်ရေးကိုဦးတည်တဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ရေးတိုင်းဒေသအလုံးအတူတကွရှင်တွဲနေထိုင်ရေးနဲ့တောင်လူမျိုးတို့ရဲ့မျှော်မှန်းချက်ဖြစ်သောကိုယ်ပိုင်ပြထန်းခွင့်ရရှိရေးနဲ့တောင်ပြည်တိဆောက်ရေးကိုဂျိုးပန်အားထုတ်နိုင်ပါစေဟုလည်းသဝင်လွှမ်းမဖော်ပြထားပါတယ်။တောင်ပြည်ကောင်စီအဖွဲ့ဝင် TNL ဟာတရုတ်အစိုးရရဲ့ PR ကြောင့် စစ်ကောင်စီနဲ့အပြစ်ရက်စဲရေလှောက်ဆောင်ထားရပေမဲ့တအောင်ပြည်ရဲ့တော်လရေးကာလအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့ဖြစ်တဲ့တအောင်ပြည်ကောင်စီကစစ်တပ်ရွေးကောက်ပွဲစန့်ကျင်ဖို့စစ်တပ်ပြုတ်ကြအောင်ဝိုင်းတော်လှန်ဖို့သဘောထားဖော်ပြခဲ့တာပါတောင်ပြည်ကောင်စီဥက္ကဋ္ဌဟာ PSLF TNLA ဥက္ကဋ္ဌဘိုးချုပ်ကြီးတားအိုင်ဖုန်ဖြစ်ပါတယ် ကချင်လွတ်လပ်ရေးတပ်မတော် KIO KIA ခေါင်းဆောင်တအုပ်ဖြစ်တဲ့ပိုးချုပ်ကြီးခွန်မောကပျော်ရွှင်ပွဲတအောင်နှစ်တစ်ကူလို့ရေးတာကစီလုံးချင်းဟာအင်အားဖြစ်ကြောင်းဒီဇင်ဘာ9ရက်ညပိုင်းမှာသူ့ရဲ့ Facebook ကနေရေးသားဖော်ပြခဲ့ပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။